မန်စီးတီးတင်းကဘုံမောက်တင်းကိုနှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ FA Black Quarter Final ပွဲစဉ်မှာတိုက်စစ်မှုဟာလန်ဟာခြေချင်းဝဲတန်ရာကြောင်းပွဲချိန်မီနစ်60မှာလူစားလဲခံခဲ့ရပါတယ်။ဟာလန်ဟာဒီပွဲစဉ်ရဲ့ပွဲချိန်56မိနစ်မှာဘုံမောက်အတင်ကစားသမားလူးဝစ်ကွတ်နဲ့ထိခိုက်မိခဲ့ပြီးတဲ့နောက်စေကူတာမှုခံယူကပြန်ကစားခဲ့တာပါ။ဒါပေမဲ့ဟာလန်ဟာနာကျင်နေတဲ့အတွက်ကွင်းထဲလဲကျသွားခဲ့တဲ့နောက်လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ဟာလန်ဟာဒီပွဲစဉ်ရဲ့ပထမပိုင်းမှာပနတီလွဲချော်ခဲ့ပေမဲ့ဒုတိယပိုင်းမှာမန်စီးတီးအသင်းအတွက်အဖိုးတန်ချေပါကိုကိုသိမ်းယူနိုင်ခဲ့တာပါ ဟာလန်ဟာဒီပွဲအပြီးမှာဂျိုင်းတောင်အကာအကွယ်ပါတဲ့ဖနက်ဝစ်စင်ကကွင်းထဲကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းနီးပြဂွာဒီယိုလာဟာပွဲပြီးမီဒီယာတွေ့ဆုံမှုမှာဟာလန်ရဲ့တန်ရာအခြေအနေနဲ့ပတ်သက်ပြီးသူ့မှာနောက်ဆုံးရအချက်အလက်တွေမရှိဘူးလို့ပြောခဲ့ပါတယ်။မစဒီအတင်အားဒီပွဲမှာဟာလန်ရဲ့နေရာလူစားလဲဝင်ရောက်လာခဲ့တဲ့အိုမာမာမော့ရှိရဲ့အတွင်းကိုနဲ့ဘောမော့အတွင်းကိုအနိုင်ရပြီး FA ဘလာပြိုင်ပွဲဆီမီဖိုင်နယ်ကို900ရာသီစက်တိုက်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအားဆီမီဖိုင်နယ်ဖြင့် Nottingham Forest အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ဒီရာသီမှာရလက်တွေဆိုးရွားနေတဲ့မန်စီးတီးအသင်းအတွက် FA ဖလာဟာသူတို့အတွက်တခုတည်းသောစူဖလာမျှော်လင့်ချက်လည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအားပရီးမီယာလိပြိုင်ပွဲမှာအမပေးစရာအဆင့်9နေရာရပ်တည်နေတာကြောင့်လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့အတွက်လက်ကျန်9ပွဲစလုံးမှာရလက်ကောင်ရယူနိုင်ဖို့မျှော်လင့်နေတာပါ။မန်စီးတီးအသင်းအားလာမယ့်ကြားရက်ထဲမှာပရီးမီယာလိပွဲစဉ်အဖြစ်လက်စတာအသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။